မြန်မာနိုင်ငံမှာ ကလေးလူသမားတင်တသမတင်းနဲ့၅သန်းခန့်ရှိနေပြီပဋိပက္ခတွေတဘာဝဘေးအန္တရာယ်နဲ့နိုင်ငံရေးအခြေတဲတွေကကလေးလူသမားရှော့ချရမှာတိတာထင်ရှားတဲ့စင်ခုံမှုတွေဖြစ်နေတယ်လို့နိုင်ငံပိုင်သတင်းစာမှာရေးသားထားပါတယ်လက်နက်ကင်ပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ဒေသတွေမှာကျောင်းတွေမဖွင့်လှစ်နိုင်တာ အခြေခံပညာသင်ကြားမှုမပြီးဆုံးမီကျောင်းထွက်နေကြတာတွေကကလေးလုံသမားပြည်တနာကိုဖြည့်ရှင်းရမှာခက်ခဲနိုင်တယ်လို့ဆိုပါတယ်။မိသားစုအတွက်တစ်စိတ်တစ်ပိုင်းဝင်ငွေရရှိဖို့အလုပ်လုပ်ကြတဲ့ကလေးတငယ်တွေအနက်၃ပုံတစ်ပုံဟာအင်အကိုလောက်ကင်ကြရတာဖြစ်ပြီးစိုက်ပျိုးရေးလုပ်ငန်းတွေ ကုန်ထုတ်လုပ်ငန်းတွေနဲ့လက်လီလက်ကားရောင်းဝယ်လုပ်ငန်းတွေမှာလှုပ်ကိုင်နေကြရတာဖြစ်တယ်လို့လေးလာချက်တရက်ကဆိုကြောင်းရေးသားထားပါတယ်။၎င်းတို့အနေနဲ့အများစုဟာလောခနေပါစွာနဲ့အလုတ်ချိန်ကြာမြင့်စွာလှုပ်ကိုင်နေကြရတာဖြစ်တယ်လို့လည်းအစိုးရလေးလာချက်မှာဖော်ပြထားကြောင်းရေးသားထားပါတယ်။လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့ကလေးအလုတ်သမားတွေကိုရေရှည်မှာရောင်းနေပပျောက်တဲ့အထိရှော့ချသွားရမှာဖြစ်ပေမဲ့လက်ရှိအခြေအနေမှာ၎င်းတို့ရဲ့လူမှုဘဝတွေလုံခြုံရေးဘေးအန္တရာယ်တွေမကြောက်ရွံ့စေဖို့အတွက်အကာအကွယ်ပေးရင် ၎င်းတို့ရဲ့အခွင့်အရေးတွေမှန်ကန်စွာရရှိရင်ပညာရေးစနစ်တစ်ခုခုမှာပညာသင်ခွင့်ရရှိရေးတို့ကိုတောင်းရရှိသူတွေကအ धिक ဦးစားပေးဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်းနိုင်ငံပိုင်သတင်းစာမှရေးသားထားပါတယ်။ဒီနေ့ချိန်မှာတက္ကသိုလ်လုံးမှာကလေးလူသမားဦးရေတန်း160ခန့်ရှိနေပြီးကလေး10ဦးမှာတဦးနှုန်းကလေးလူသမားတွေဖြစ်နေကြောင်းအာဖရိကတိုင်းဟာကလေးအလုသမားရာဂိုင်းနှုန်း20ရှိရာကမ္ဘာမှာအမြင့်ဆုံးဖြစ်ပြီးကလေးအလုသမားအရေအတွက်အားဖြင့်လဲ82တန်းနဲ့အမြင့်ဆုံးဖြစ်နေကြောင်း အာရှနဲ့ပစိဖိတ်ဒေသဟာကလေးလုံသမား900ရာခိုင်နှုန်းအရေးအတွက်အားဖြင့်62သန်း၈ရာဒုတိယအမြင့်ဆုံးဖြစ်ကြောင်းအမေရိကနိုင်ငံတွေမှာ7သန်း၊ဥရောပနဲ့ဗဟိုအာရှနိုင်ငံတွေမှာ6သန်း၊အရက်နိုင်ငံတွေမှာ3သန်းရှိနေကြောင်းကလေးလုံသမားဖြစ်ပွားတဲ့ရာဂိုင်နှုန်းအားဖြင့်အမေရိကနိုင်ငံတွေမှာ900ရာဂိုင်နှုန်း၊ဥရောပနဲ့ဗဟိုအာရှနိုင်ငံတွေမှာ400ရာဂိုင်နှုန်းနဲ့အရက်နိုင်ငံတွေမှာ300ရာဂိုင်နှုန်းရှိရလို့သိရပါဗျ။ ဝင်ငွေနေတဲ့နိုင်ငံတွေဟာကလေးလူသမားရာဂိုင်းနှုန်းအမြင့်မားဆုံးဖြစ်ပေမဲ့အလေလက်ဝင်ငွေရှိတဲ့နိုင်ငံတွေမှာကလေးလူသမားအရေးအတွက်ပုံမများပြနေကြောင်းကင်ကနန်းတွင်အရာအဆိုပါကကလေးအလုသမားအလုံးရဲ့ထဝက်ကျော်ဖြစ်တဲ့56ရာခိုင်နှုန်းအရေးအတွက်အားဖြင့်ကလေးအလုသမား84တန်းဟာအလေအလက်ဝင်ငွေရှိတဲ့နိုင်ငံတွေမှာနေထိုင်သူတွေဖြစ်ပြီးဝင်ငွေမြင့်နိုင်ငံတွေမှာကလေးအလုသမား2တန်းရှိနေတယ်လို့နိုင်ငံပိုင်သတင်းစာမှရေးသားထားပါတယ်။